ဆူရောင်ဖြစ်ချင်လို့လို့တဟောင်းစီကနေတချင်းနေယူဆောင်နေပေမယ့်တဘုံမှမပေါက်လို့လူပြောများနေတဲ့ဖြူဖြူထွင်အဆူရောင်ဖြစ်ချင်လို့ရေးသည်မြတချင်းပေါက်တဲ့တီးတဟောင်းစီကနေတချင်းနေပက်ကေးလိုက်ယူဆောင်နေပေမယ့်တဘုံမှမပေါက်လို့လူပြောများနေတာကတယုံဆောင်ဖြူဖြူထွေပါအောင်းလေးတည်ကြတဲ့အချိန် Facebook ဆယ်လီဖြူဖြူထွေဟာပရိသတ်တွေအတွက်တော့ကောင်းတာနဲ့ဆိုတော့ဒွန်တွဲနေတဲ့သူတို့ဆိုရင်လည်းမမှားပါဘူးဒါကြောင့်လေဖြူဖြူထွေကိုချစ်ခင်အားပေးကြတဲ့သူတွေလည်းရှိတယ်လို့မုန်းတင်းကြတဲ့သူတွေလည်းရှိပါတယ် ထို့သဖြင့်နောက်ဖြူဖြူထွက်ဟာပရာဟိတလုပ်ငန်းများစွာလုပ်တာကြောင့်ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုများစွာကိုလက်ခံရရှိထားသလိုတခါတလေမှာဖြူဖြူထွက်ရဲ့စဉ်စားဆင်ခြင်ခြင်းမရှိတဲ့တချို့သောလုံရက်တွေကြောင့်လည်းပရိသတ်တွေရဲ့အမုန်းတံတွေကိုခံစားရလိမ့်ရှိပါတယ်ဖြူဖြူထွက်ဟာမရှိစင်းရဲသားတွေကိုအလူတန်းပေးသလိုတဘာဝဘေးအန္တရာယ်ကြောက်ရောက်တိုင်းမှာလည်းရှေ့ဆုံးကလှူဒန်းသူပါဖြူဖြူထွက်ဟာပြီးခဲ့တဲ့နှစ်ရေဘေးမှာလည်းပါဝင်လှူဒန်းခဲ့သလိုယခုလက်ရှိမှာကြောက်ရောက်နေတဲ့ငလင်ဘေးမှာလည်းအကြီးအကျယ်ကိုလှူဒန်းနေတာပါ တချို့သောလူတွေကတော့ဖြူဖြူထွင်းကအလှူတန်းကိုဖမ်းပြကကိုကျိုးစည်းဝါရှာနေတယ်ဆိုပြီးတော့ပြောကြတာလည်းရှိပါတယ်အားလုံးသိကြတဲ့အတိုင်းဖြူဖြူထွင်းဟာចောင်းကပွဲတစ်ခုမှာကပြန့်ရင်းနဲ့နာမည်ကြီးလာခဲ့ပြီးတဲ့နောက်နာမည်ကြီးဆယ်လီဖြစ်လာသူပါအဲဒီနောက်မှာတော့ဖြူဖြူထွင်းဟာနယ်ရှိုးပွဲတွေကိုဆိုကကြောင်ညာရဲ့ကူးရင်းနဲ့ဝင်ငွေလေးတွေနဲ့မိသားစုတွေကိုချမ်းသာကြွအောင်လုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်ဒါပြင်ဖြူဖြူထွင်းကိုနာမည်ကြီးစေတဲ့ချက်ကတော့အလှူတန်းနေကြပါ အထူးသဖြင့်တော့ဖြူဖြူထွင်းဟာဘယ်နေရာကိုသွားလို့လို့ကင်မရာတကားကနေလှူဒန်းလေးရှိပါတယ်။ဒါကလည်း Facebook ဆယ်လီဖြူဖြူထွင်းဟာနာမည်ကြီးအမှုပညာရှင်မဟုတ်တာတော့တော်တော်လေးကိုချမ်းသာကြွရတဲ့ဘဝကိုပိုင်ဆိုင်ထားတာကြောင့်လှူဒန်းနိုင်တာပဲဖြစ်ပါတယ်။အထူးသဖြင့်တော့ Facebook ဆယ်လီဖြူဖြူထွင်းဟာမြန်မာနိုင်ငံမှာတဘာဝဘေးရန်ကြီးကြားရောက်ချိန်ပိုင်းတိမ့်တောင်းချီကအလှပေးနေတာဖြစ်ပါတယ်။ဖြူဖြူထွင်းဟာဒီလိုမျိုးလှူဒန်းပေါ်နာမည်ကြီးနေပေမဲ့လည်းအမြင်နဲ့ဝေဖန်ပြောဆိုတာကိုခံနေရတဲ့တစ်ချက်ကတော့အမှုပညာ talent မရှိလို့ပါ။ ဖြူထွေးဟာရုပ်ရှင်မင်းသမီးဖြစ်ဖို့စ조사ပေမဲ့လင်းတယုံဆောင်မကောင်းလို့ရုပ်ရှင်ဇာတ်ကားတွေမရိုက်ကိုရပါဘူးဒါအပြင်နဲ့ပွဲတွေမှာလူတန်းလုတဲ့နာမည်နဲ့တချင်းတွေစုံနေရပေမဲ့ကိုပိုင်တချင်းမရှိတာပဲဖြစ်ပါရင်ဒါကြောင့်လည်း Facebook ဆယ်လေးဖြူဖြူထွေးဟာအောင်မြင်တဲ့တချင်းတွေနဲ့အစောရောလှုပ်ဖို့အတွက်တေးစရာတဟအောင်စီကတချင်းတွေကိုယူဆနေတာပါတဟောင်းဆိုတာကအလုံးသိကြတဲ့အတိုင်းအစိုးရမနောကိုနိုင်ငံကျော်အစိုးရဖြစ်အောင်ဒေသချင်းကောင်းများစွာကိုရေးဆက်ပေးနေတဲ့တီးစရာပဲဖြစ်ပါတယ်။တီးတဟောင်းဟာ မြန်မာလူမျိုးရဲ့နှလုံးသားရဲ့ကိုစွန့်ညှိစေမဲ့တေးသချင်းကောင်းလေးကိုရေးသားနိုင်တဲ့တေးရစရာတူဖြစ်တာတဟောင်းအောင်ရေးသမျှသချင်းကလည်းမပေါက်တဲ့သချင်းဆိုတာခက်ရှားရှားပါ။ဒါကြောင့်လေတေးတဟောင်းဟာအစရောမနောဆိုတော့တော့နေတခြားသောအစရောတွေကိုနာမည်ကြီးအောင်လုပ်ပေးနိုင်တာပါ။အခုနောက်ဆုံးပရိသတ်တွေကြားထဲမှာရေးပန်းစနေတဲ့အမုံမြက်ကန်ဆိုတဲ့အစရောမိုးသူရဲ့သချင်းကိုလည်းတဟောင်းပဲရေးဆက်ထားတာဖြစ်ပါတယ်။တဟောင်းဟာလက်နေထင်ရွှေဆိုတဲ့အတိုင်း သူရင်းသမျှသချင်းတိုင်းကပောက်တာကြီးပါပဲဒါမှမဟုတ်ဂီတလောကမှာတေးသောင်ကဲတင်လို့မရတဲ့သူကတော့ဖြူဖြူထွေးပါဖြူဖြူထွေးကနာမည်ကြီးချင်လို့တော့အစိုးရဖြစ်ချင်လို့တေးသောင်စီကနေတချင်းတွေကိုအပုတ်ပေါင်းများစွာဆိုကတချင်းတွေကိုတလားတစ်ခါလောက်ထုတ်ပေးမယ်တပုံးမှမပေါက်ခေတာဖြစ်ပါတယ်သူချင်းဖြူဖြူထွေးကစိတ်ထားကောင်းလို့ပဲမယ်လေဂီတနဲ့လူပညာဘက်မှာပါရမီနဲ့လို့နဲ့လို့ဆိုရပါမလားပဲ ဖြူဖြူထွေးရဲ့အတန်ကအော်တိုကျွန်းနေတာမှမနိုင်တာကိုလည်းတွေ့ရတာပါ။ဒါကြောင့်လည်းလူတွေကတော့တေးတဟောင်းကလူတိုင်းကိုနာမည်ကြီးဆိုတော့ဖြစ်အောင်လုပ်နိုင်ပေမဲ့ဖြူဖြူထွေးနဲ့ကြမှာလက်မှိုင်ချရတယ်လို့ပြောလာတာဖြစ်ပါရင်ဒီဗီဒီယိုလေးကိုကြည့်နေကြတဲ့ပရိသတ်တွေကရောတောင်အောင်ရဲ့တခြင်းတွေကိုဆိုပေမဲ့တပုံးမှမပေါက်တဲ့ဖြူဖြူထွေးကိုဘယ်လိုမြင်ကြကလဲဆိုတာပြောသွားကြပါအောင်ရှင်။